္ဂလာပါရှင်ရိုက်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမရှင်ဗဒေယာမြို့နယ်ရင်းနှီးသားတိုးကိတ်တိုက်ပွဲအတွင်းမှာစစ်သားလုံး9လောင်းနဲ့လက်လက်ခရဲတွေကိုတင်ဆက်ရရှိကစင်ကူးမြို့နယ်ပင်လယ်ကြီးစစ်စခန်းကဗိုလ်ကြီးတူပါဝင်၄ဦးကိုအရှင်ဖမ်းမိပါတယ်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ပိုင်းကပုဂ္ဂလိကဗန်ပိုင်ရှင်တွေအားလုံးကိုနှီးပြီးတော့ကိုလာရောက်ရန်အတွက်လှုပ်ဝဲခေါ်ယူတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းမတရားလွတ်နေရင်းနှီးတာတိုးဂိတ်ကိုစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်သားတွေကိုတက်ခတ်ရမှာစစ်သားအလောင်း9လောင်းနဲ့လက်လက်ခဲရန်အချို့ကိုတင်ဆက်ရရှိခဲ့လို့မန္တလေး PDF ကထုတ်ပြန်ပါတယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးသိမ့်ပိုက်ရရှိထားတဲ့မတရားလွတ်နေရင်းနှီးတာတိုးဂိတ်ကို စစ်ကြောင်းထိုးလာတဲ့အကြက်ဖက်တသားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြက်ဖက်စစ်ကြောင်းဘက်ကအထိခိုက်များစွာနဲ့ပြန်လည်ဆုတ်ခွာသွားပြီးစစ်သားလောင်း9လောင်းနဲ့လက်လက်ခရမ်းအချို့ကိုတင်ဆက်ရမိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်စင်ကူးမြို့နယ်ပင်လယ်ကြီးတပ်စခန်းကထွက်ပြေးသွားတဲ့အကြက်ဖက်စစ်ကောင်စီတသားတွေကိုမန္တလေး PDF ကလိုက်လံချေမုံတိုက်ခိုက်ခဲ့ရမှာ ဗိုလ်ကြီးတဦးပါဝင်စစ်တုံးပန်း၄ဦးခန့်ကိုထပ်မံဖမ်းဆီးရမိခဲ့ပြီးစစ်သားအလောင်းနှလောင်းနဲ့လက်လက်ခရမ်းလည်းထပ်မံတိတ်ဆိတ်ရမိခဲ့လို့သိရှိရပါတယ်။ဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမတရားမျိုးနဲ့အုပ်ဖို့ရွာသစ်ကျေးရွာနဲ့တန်ကုန်ကျေးရွာတွေကိုလေကြောင်းနဲ့ပုံကျဲတက်ခတ်ခဲ့ရာကြောင့်ကလေးငယ်တဦးဟာသေဆုံးသွားခဲ့ရပြီးကျေးရွာစာတင်ကျောင်းပါဝင်နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြက်ဖက်စစ်ကောင်စီရဲ့ခေါင်းဆောင်တွေကပုဂ္ဂလိကဘန်တွေရဲ့ပိုင်ရှင်တွေအားလုံးကိုနေပြည်တော်ကိုလာရောက် တွေ့ဆုံဖို့အတွက်လှုပ်ဝဲခေါ်ယူလိုက်တယ်လို့သိရှိရပါတယ်။ဒီကနေ့ဇူလိုင်လ10ရက်နေ့မွန်းလွဲ့တနင်္ဂနွေခွဲမှာနေပြည်တော်စစ်ကောင်စီရုံးမှာစစ်ကောင်စီရဲ့အတွင်ရင်မူအောင်လင်းတွေတွဲဖက်အတွင်ရင်မူရဲဝင်းဦးနဲ့ပြည်ထောင်ဝန်ကြီးရာပြည့်တို့က ပုဂ္ဂလိကဘန်တွေရဲ့ပိုင်ရှင်တွေအားလုံးကိုခေါ်ယူတွေ့ဆုံမယ်လို့သိရပါဗါတယ်။အဲဒီတွေ့ဆုံပွဲကိုစစ်ကောင်စီရဲ့ဗိုလ်ဘန်ဥက္ကဋ္ဌတန်းတန်းဆွေပါတက်ရောက်မှာဖြစ်တယ်လို့လည်းသိရပါဗါတယ်။စစ်ကောင်စီက ဗန်ပိုင်ရှင်တွေကိုခေါ်ယူတွစ်ဆုံဖို့ဖိတ်ကြားရမှာလှုပ်ဝဲခေါင်းစဉ်တက်ကဖိတ်ကြားထားတာဖြစ်ပြီးဗန်ပိုင်ရှင်တွေအားလုံးမပြစ်မကွက်တယောက်ကြဖို့စင့်ခေါ်တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မကြသိမီကစစ်ကောင်စီကပုတ်ကလေးကဗန်ခုနှစ်ခုကိုဘိုးဘန်တတ်မှတ်ထားတဲ့ငွေကြေးပမာဏထက်ပုံမကအင်အားချင်းငွေတွေကိုထုတ်ချတယ်လို့ဆိုပြီးဗန်တွေနဲ့ပိုင်ရှင်တွေကိုအရေးယူမယ်လို့လည်းထုတ်ပြန်ကြေညာထားပါရဲ့ရှင်။ ရှမ်းပြည်နယ်တဲ့တဲ့ဘုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မိုးမိတ်မြို့နယ်နဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့တက်စကန်၄ခုကို TNL ကထပ်မံသိမ်းပလိုက်ပြီးလက်လက်ခရမ်းတွေကိုသိမ်းဆည်းရရှိခါနောင်ချိုမြို့နယ်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ TNL ကထုတ်ပြန်ထားပါရစေ။မနေ့ကမိုးမိတ်မြို့နယ်ကအကြက်ဖက်စစ်တပ်စကန်တွေဖြစ်တဲ့တရတော်စကန်နဲ့မိုင်းတန်6တက်စကန်တို့ကို အောင်တမတော် DNL ကတိုက်ခတ်သိမ်းပိုက်လိုက်တာဖြစ်ပြီးလက်လက်ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့လို့လည်းသိရှိရပါတယ်။နေ့လယ်ပိုင်းမှာတော့မိုးကုတ်မြို့နယ်တွေကစစ်ကောင်စီရဲ့မိုင်းတိုင်ငါစကန်နဲ့ရောမှုစကန်တို့ကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့လို့လည်းထုတ်ပြန်ထားပါတယ်။လာတို့နောင်ချိုမြို့နယ်သဲခော်ရွာအနီးတစ်ဝိုက်မှာလည်း တောင်းတတော် DNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲခေါ်ရွာကိုဗန်မွေးအခြေစားအကြမ်းဖက်စစ်တပ်ကအတွဲလိုက်ဒုံ31လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့ drone နဲ့လည်းတစ်ချိန်ပစ်ခတ်တိုက်ခတ်ခဲ့လို့သိရှိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားနေတဲ့ဒုံးတက်66 scan anti-tank ကိုလည်းအကြမ်းဖက်စစ်တပ်က jet fighter နဲ့တစ်ချိန်လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မုံမိတ်မြို့နယ်နဲ့မန္တလေးတိုင်းမိုးကုံမြို့အရှိပိုင်းကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးလေကြောင်းဒုံးနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်အသက်၁၇နှစ်အရွယ်ကလင်းငယ်တူဦးဟာသေဆုံးသွားခဲ့ရပြီးတန်ကားတော်တပားအပါဝင် ပြည်သူ၃ဦးဟာပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့တရားနယ်လေးကပြောပါရယ်ဂျွိုင်းလာကိုရနေ့မနက်ပိုင်းအချိန်မှာအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ရွှေတောင်ဝူရွာနဲ့တရက်တော်ရွာကို လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာရွှေတောင်ဝူရွာနေအိမ်ဘုံကိုဘုံဒီကြရောက်ပောက်ကွဲသွားပြီးအသက်၁၇နှစ်အရွယ်ရှိတဲ့ကလင်းငယ်တူဟာပွဲချင်းပြီးတေဆုံးခဲ့ကာ ပြည်သူနှစ်ဦးကလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။ဒါအပြင်တရတော်ဖုံးတော်ကြီးကျောင်းကိုလည်းအကြက်ဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးချက်ရောက်ပောက်ကွဲသွားခဲ့ပြီးဖုံးကြီးတစ်ပါးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။ဂျွန်လာရှိရနေကလည်းအကြက်ဖက်စစ်တပ်ရဲ့လက်နက်ကြီးချက်ရောက်ပောက်ကွဲသွားမှုကြောင့်မိုးကုတ်ရှေပိုင်းတိုက်ဆွဲရက်ကွက်ကနေရင်တအိမ်နဲ့မြို့လေကနေရင်တအိမ်ထိခိုက်ပျက်စီးသွားခဲ့ရလို့လည်းသိရပါတယ်။ရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲ၁၅ရက်တွင်း အကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ဘုံကျဲတာကြောင့်အရသာပြည်သူ90ဦးဟာသေဆုံးသွားခဲ့ရပြီး80ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ တက်ဆက်ထဲမှာပဲရှမ်းပြည်နယ်လာရှိုးမြို့ကစစ်ဆောင်ပြည်သူတွေဟာတောင်ကြီးမြို့ကိုသွားရလမ်းမှာရှိတယ်။စစ်ရင်ဖောင်ဂိတ်မှာ VIP pass အတွက်ကြက်ငွေ9သိန်းပေးရင်တန်းစီနေသူတွေရဲ့အလှည့်ကိုကြော်ကဖောင်ကူးခွင့်ပေးနေတယ်လို့ပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျ။ပုံမှန်ဖောင်ကူးဖို့အတွက်ကားတစ်စီးကိုကြက်9000ကနေတသိန်းကြားပေးရပြီးစစ်ဆောင်ပြည်သူတွေအနေနဲ့ကတော့ဖောင်ကူးခွင့်ရဖို့အတွက်2ည8 3ည8စောင့်ဆိုင်းရတယ်လို့လည်းသိရှိရပါဗျ။ ဖောင်တမောတွေက VIP pass လို့ခေါ်ဆိုကငါသိမ်းပေးရင်တန်းစီဖို့မလိုပဲတင်ပေးနေတာဖြစ်ပြီး VIP မရှိမှသာကြံကားတွေကိုကူပေးနေတာကြောင့်ပုံမှန်တန်းစီပြီးသူတွေကအချိန်ပုံမှန်ကြံ့ကြံ့နေပြီးအခက်အခဲတွေရှိနေတယ်လို့လည်းစစ်ဆောင်ပြီးသူတွေကပြောပါရရှင်။ မန္တလေးရတဲ့တပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းမန္တလေး PDF ကဖန်ဆင်းရရှိခဲ့တဲ့ဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင်မှာရှမ်းပြည်နယ်လွှတ်တော်ရဲ့စစ်တပ်လွှတ်တော်ကိုယ်စားလှယ်ဖြင့်နှစ်ကြိမ်ခန့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့လည်းသိရပါရစေ။မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းရွှေပြည်ရဲစခန်းလက်ပံလာရဲစခန်း၊ကြည်တော့ပေါက်တပ်စခန်း ကန်တောင်တက်စကန်နဲ့ပင်လယ်ကြီးတက်စကန်အပါအဝင်တက်စကန်၁၁ခုကိုမန္တလေး PDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြက်ဖက်စစ်တပ်ဘက်ကဒုတိယဗိုလ်မှူးကြီးလှမ်းထုံအောင်တေဇ၁၉နဲ့စစ်သား၁၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ် ဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင်ဟာအလုတ်တင်ပိုလောင်တေဇ၁၆တင်နန်းစင်းဖြစ်ပြီးတပိတ်ချင်းမြို့နယ်အမှတ်နဲ့စစ်ခြေခံလက်ကျင်ရေးတပ်ရဲ့ဒုတိယတပ်မှုဖြစ်တောင်ဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်2016ခုနှစ်ကနေ2020ခုနှစ်ထိတပ်မတော်သားရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပထမအကြိမ်တောင်ဝန်ထမ်းဆောင်ခဲ့ပြီး2020ပြည်နှစ်ဒီဇင်ဘာလ30ရက်နေ့မှာရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဒုတိယအကြိမ်တောင်ဝန်ထမ်းဆောင်ခဲ့လို့လည်းသိရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ တပည့်ချင်းနဲ့စင်ကူးမျိုးနယ်တို့မှာစစ်တပ်ရဲ့တိုက်ခိုက်ရေးတာဝန်တွေကိုထမ်းဆောင်စဉ်စစ်တုံးပန်းဖြင့်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။